ီချိန်မှာနိုင်ငံရေးလို့တာပြည်သူလူထုနဲ့တက်မတော်နဲ့ရဲတပ်ဖွဲ့ဝင်နဲ့ဝင်တန်းတွေကြားမှာမျက်နှာတရတာပြောရမှာမင်းတို့ပဲဒီပဲကောင်းတာပြောရင်ရန်သူတွေငါဘယ်လိုလုပ်ကြမှာလဲတက်မတော် ကောင်းပါလေတက်မတော်ကောင်းနေအတက်မတော်ဘာမှမဖြစ်ပါဘူးအတက်မတော်တွေကလူတွေကောင်းပါလေအရဲတပ်ဖွဲ့ဝင်တွေကောင်းပါလေထွေးဦးတွေကောင်းပါလေရင်ထဲတွေကောင်းပါလေအချို့ချို့သောဝန်ထမ်းတွေအကုန်ကောင်းနေမကောင်းတာပြည်သူပါလို့ပြောရင်နိုင်ငံအတွက်ရေးကြီးတဲ့တည်င်းတွေဘယ်ရနေရမလဲအเจ้าနေအရွယ်အမျိုးသမီးငယ်ကို အိမ်တော်ရေးဖောက်ပြန်လိုက်တဲ့ဒုဗိုလ်မှူးကြီးဇင်မျိုးဦးအကြောင်းကြားရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းထုတ်ပြန်ဒီမှာလဲလူငယ်တွေအားလုံးဟာလက်ရှိရန်ပြေးပုံမှန်အတက်ကန်ထားရတဲ့အခြေအနေတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ထားရဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ထားရမိဘပြည်လူရဲဘော်ရဲဘက်တအူးကြည့်စီတိုင်းလေးစားဖိတ်ခေါ်လိုက်ပါတယ်။မင်္ဂလာပါ။ဒီနေ့ကတော့ ARD က တပြင်းလေးကိုတင်ပေးချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ရခိုင်တက်တော့ A နဲ့ဒူကျွန်တော်တို့ AR ဒီမှာရှိတဲ့အင်အားတွေဟာပူပေါင်းတက်တွေချင်းဖွဲ့စည်းပြီးတော့ AR ဒီကိုထိုးစစ်ဆင်းနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာလေးမျက်နှာမြို့နယ်မှာရှိတဲ့စီးရဲတင်းကိုတင်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ဘုထမှန်ပြီးတော့တောင်းဆိုချင်ပါတယ်မှတ်ထားမင်းတို့လိုမြေပြင်မရောက်ဘဲနဲ့လှူလဲမလှူဘဲနဲ့စောက်ခွက်လည်းမပြဘဲနဲ့သူများကိုပုတ်ခတ်ဝေဖန်နေလာတော့ကတော့ငါကတနာတယ်လို့နော်ငါတို့လုံခါလို့ရင်လို့တော့ငါ့ကိုမင်းတို့ရောက်ဖန်ခိုင်း မင်းတို့ငါ့ကိုငါ့ကိုတိုက်ခိုက်တဲ့လူတွေအကုန်လုံးကကြာရှုံးနေဘာလို့လဲဆိုတော့ပြည်သူလူထုကအမှန်တရားကိုသိတယ်ကွာတဲ့လားငါ့ကိုတိုက်ခိုက်တဲ့လူကအကုန်ကြာရှုံးပါမင်းတို့ဘာလို့လဲမင်းတို့လက်တွေ့မှမလုပ်တာဒီကိဒီကရဲမှာမင်းတို့ကိုယ်တိုင်တော်မှမိသားစုတွေရှင်မင်းတို့စောက်ခွက်တော်မပြရေးပဲနဲ့လီကိုမိုင်းဝေးလားလီကိုကိုတက်လားဟမ်ဘယ်ကောင်းလို့တို့မင်းတို့ဟမ်စောက်ခွက်တွေအားရရနဲ့ဟမ်မင်းတို့တရေရေဖို့အတွက်ကိုငါတို့အောက်မှာမြေပြင်မှာငါတို့ဘာလို့နေရလဲမင်းတို့သိလားဟမ်နော် NUG ရဲ့မြေထွေးရဲ့ PA ကိုဖမ်းခိုင်းတာငါပဲကွာ ပေါ်မိလိုက်ဟုတ်ပြီလားအေးမင်းတို့ငါလိုမျိုးလုံးငါကဒါတွေကိုမပြောချင်ဘူးငါအောက်မှာဘာတွေလုံးနေလဲဆိုတော့ငါမပြောစကန်နိုင်နေဘူးဘုတို့မျိုးမင်းတို့မိလိုက်အဲ့တော့ဖမ်းလာတာစော်ဘွေးတွေနဲ့ဖမ်းနိုင်တာသွားမေးနော်အဲ့မှာတက္ကသိုလ်တွေအကုန်လုံးဖမ်းဖမ်းဖို့အေးလွတ်လို့မရဘူးတော့လို့အဲ့ဒါငါပဲနော်ကားနဲ့ဘက်ကဒီမှာနိုင်ကျူ၃နှစ်ရှင်နေစူးစကီးအာတီကအရောင်ကနီယိုရောင်းနေနော်အောင်နိုင်ဦးတဲ့သူမိမဝေမာတဲ့နော်တာသမီးငါ ငါးနှစ်တရောက်တစ်နှစ်တရောက်တဲ့ဦးစင်းတစ်ပါးပါလေတဲ့ဦးစင်းကိုကာပါလုပ်ပြီးတော့မှပြောကြည့်လေမင်းတို့နိုင်ငံရေးကောင်းမှနားမလဲမင်းတို့နိုင်ငံမှာအချောင်းတော့အားတော့မချောင်းငါတော့အချောင်းလေးမင်းတို့စာရေးပြီးရှောက်တည်နေတော့အခုတပုံတရင်းနဲ့မင်းတို့မပေးဘလားမင်းတို့မပေးဘူးမင်းတို့ကအဲတပုံတွေတည်သွားပြီးတော့မှစစ်သားတွေကတိုက်ပြီးတော့မှငါတော့လည်းရပါတယ်လို့အမ်တောင်ခမ်းဘာဖြစ်ပါတယ်လို့ဟမ်တောင်ခမ်းမဆက်ကဘူးကိုနိုင်ဝဲကိုမေးကြည့်လိုက်လေစော်ဘုံကြီးတို့ဘာလို့ပေးလဲလို့မေးကြည့်လိုက် အမောစကားက27စော်ဘိုးရင်တို့ဘာတွေပြောပေးလဲလို့မင်းတို့မေးကြည့်လိုက်ဟုတ်လားဘောလကဲရောအမပြောလိုက်မိုင်းတော်မပြောလိုက်မိုင်းရင်မှာအခုဘာလုပ်လဲသွားပြောတိလားမင်းတို့မှမသိလားမင်းတို့ကနိုင်ပေါ်နေပြီးတော့မှငါလိုးမမေးလိုးတွေတကယ်တော့တတ်မတော်ချစ်တဲ့လူကိုမင်းတို့မနာလိုဘူးနေနဲ့ဟမ်မင်းတို့နဘာကတိုင်းဖို့သွားဖားနေတာမင်းသွားဖားမိနေရောက်သားဆိုတာတဲ့ပြောရတယ်တိလားကျောင်းသက်နေစေစာမွေးပွဲဖြစ်နေစေကျောင်းသူလေးကို င်အောင်ကြီးဖောက်ပြန်လိုက်တဲ့တမမူကြီးအကြောင်းပေါ်ထွက်လာပါတယ်ဒါကတော့လက်ရှိသတင်းအရင်းမြစ်တစ်ခုပါဆိုတော့ကျွန်တော်တို့ကလည်းအသွားအပြန်ဆိုတာရှိတယ်ပြီးတော့နားလည်မှုစာနာမှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အပေးယူကိုလည်းတမမူကြီးကြားမယ်ဆိုရင်လက်ခံနိုင်တဲ့အပေးယူတွေကျွန်တော်တို့ကလောက်သွားမှာဖြစ်တယ်ဟုတ်ပြီဖြစ်စဉ်လေးကိုအရင်ဆုံးကြည့်ကြည့်အောင်မိမိုဒေတာတိုက်ပွဲမှာတမမူကြီးဇင်မျိုးထုံးဖုံးကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသိသိရမိထားပါတယ်အဲ့တော့တမမူကြီးရေကိုအเจ้าကိုသိတယ်ဆိုရင်တော့အချက်မကွဲကြည့်ရင် တမတ်ခုလုံးတမတ်မူကြီးအောက်ကစခွေးတွေအကုန်လုံးလက်နက်နဲ့ပါနော်ကျွန်တော်တို့ပြည်သူစီမှာလက်နက်ချအញ្ញံခံဖို့ပရမအူးစွာဖိတ်ခေါ်ပါမယ်လူရင်းတို့ရှင်းဆိုရင်တော့ဒါပါပဲဟုတ်ပြီစကန်းတိုင်းစကန်းမြို့နယ်မင်းကုန်းဒေသတိုက်ပွဲအတွင်းမှာချမ်းဖတ်ပစစ်တပ်ရဲ့တမတ်မူဗိုလ်မူကြီးဇင်မျိုးဦးထိခိုက်ဒဏ်ရာရရှိပြီးတော့အဲ့ဒီဘုတ်ဘိုးကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေတိတ်စီရောက်မိခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းမှာလည်းပဲချမ်းဖတ်စစ်ခွေး9កော့ မောင်ငါဖြစ်သွားပြီးတော့တမမူကြီးအပါအဝင်ကျန်တဲ့စခွေးတွေတော်တော်များများတိုင်ရဘလဘွားရရှိသွားတယ်လို့တရင်အတိကျရရှိထားတာပါဟုတ်ပြီတပည့်တော်တမမူကြီးရဲ့ဖုံးမတော်သိစီရမိခဲ့ပြီပြီတက်တွင်းကအရေးကြီးတဲ့အခြားချက်လက်တွေနဲ့အတူတက်တွင်းကကြောက်တက်နေစေကလေးငယ်အမျိုးသမီးကိုအိမ်တော်ကြီးအမျိုးသမီးနေပေါ့ဗျာကလေးငယ်လေးနေပေါ့နော်အိမ်တော်ကြီးဖောက်ပြန်နေတဲ့အချက်လက်တွေကိုလည်းရရှိထားပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့က HD ထုတ်ပေးရမလား ဒါကတမမှုကြီးအကြောင်းပြန်ဖို့လိုတယ်ဒုတိယမဟုတ်တမမှုကြီးရဲ့တမခွေးမကြီးတမမှုရဲ့အမျိုးသမီးအကြောင်းပြန်ဖို့လည်းအရေးကြီးပါတယ်အချိန်အမီအကြောင်းပြန်ပြီးပါ page တိထုတ်ပေးရမလားပြီးတော့နိုင်ငံတကာမှာကျွန်တော်တို့ဒါအခြားနိုင်ငံတွေမှာလည်းပဲကျွန်တော်တို့ဒါ translate နားထောင်နိုင်မှုအတွက်ကြီးနိုင်မှုအတွက်ကျွန်တော်တို့ကိုရီးယားစာတမ်းထုတ်ပေးရမလားပြီးတော့ယင်းဂျပန်စာတမ်းထုတ်ပေးရမလားအင်္ဂလိပ်စာတမ်းထုတ်ပေးရမလားပြီးတော့၆ဘာသာစကားအမျိုးမျိုးနဲ့လည်းကျွန်တော်တို့ translate လုပ်ပေးပါမယ် တော့အဲ့ဒီထွက်လာတယ်ကျွန်တော်စာလိုက်နဲ့ထိုးပြီးသွားပြီးမူပီကြီးဒါ share plan ကြီးနဲ့ခန်းခန်းနာနာကြီးထွက်လာတယ်ဆိုရင်တော့ဒါပြောမကောင်းဆိုမကောင်းအချက်တွေပြန်ပြန်ကွဲသွားမှာဆိုလို့တပ်မပူကြီးကိုကျွန်တော်တို့ကဒါလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တပ်မတစ်ခုလုံးကျွန်တော်တို့ဒီကဝေးတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူစမလက်နဲ့ချပါအညံ့ခံပါအချိန်မီသေးတယ်ဒါမှမဟုတ်ရင်တော့တပ်မမူကြီးရဲ့ HD တွေပြန်နှံ့သွားဖို့ရှိနေပါတယ်ဆိုတော့တတွင်းသတင်းရင်းမြစ်တွေဆိုတာကကျွန်တော်လက်ထဲမှာပါဒါကတပ်မမူကြီးကိုကျွန်တော်တို့က တနာလို့ဒါလေးကိုထုတ်ပြန်ပြီးချင်းဖြစ်ပါတယ်ဟုတ်ပြီဒါကတော့တက်တွင်းထဲမှာလက်ရှိခေါင်းဆောင်တွေလုံနေကြတဲ့သူတွေရဲ့ဖောက်ပြန်မှုဒါတွေကတို့တယောက်ထဲလာမှုပေါ့ရှိဒီဖိုင်တစ်ခုမှာဆိုရင်တက်ကပြုတ်တဲ့ကောင်းလေးတက်ကနီးညိုးစုံနဲ့စိတ်ခွင့်တင်ပြီးနားယူခဲ့တဲ့ကောင်းလေးပြတ်တက်နဲ့ဆက်ဆက်နေတဲ့ကောင်းလေးအဲ့ဒီကောင်းလေးလုပ်တဲ့လုပ်ငန်းဟာလည်းပဲဖာကန်းတက်တက်ဆိုတာကိုကျွန်တော် location တွေနဲ့တကွာအင်ပြခင်ပြီးဖြစ်တယ်သူတို့ကဒါပဲလုပ်စားတတ်တယ်ကျန်တဲ့တမတမတမကြတဲ့လုပ်ငန်းတွေဘာတစ်ခုမှလုပ်ကြိုင်မစားတတ်ဘူးဆိုတာက တို့တက်တွင်းနေထိုင်ခဲ့စဉ်ပြီးတော့အဲ့ဒီတခွေးကျွေနဲ့ပသက်သက်ခြားသောဌာနဆိုင်ရာတည်တည်လေထုံနေလောက်မယ်ဘုံဝင်လေးလေးပြောမယ်ဆိုရင်တော့ကိုရဆိုင်တော်မှဦးစီးဦးဆောင်မလုံးနိုင်တဲ့အရေးချင်းလုံးလုံးမှမရှိတဲ့ကောင်တွေတို့လုံးမဲ့ဆိုရင်လည်းပဲအဲ့လိုဖာကန်းတွေတို့ဒီမဟုတ်ဒါခြားသောမတမာမှုတွေနဲ့ပဲတို့တွေရှင်းတန်းနေထိုင်ထက်ကြပါလေဒါကြောင့်လည်းပဲကျွန်တော်တို့နိုင်ငံနိုင်ငံလုံးပစ္စည်းကိန်းကိုစိုက်သွားရတာပါဒါလည်းကျွန်တော်တို့ပြည်သူအားလုံးသိရှိပြီးသားပါဟုတ်ပြီနောက်တစ်ခုကိုတက်ပြီးတော့ကြည့်ကြအောင်ပါအဲ့ဒါကတော့ကျွန်တော်လူငယ်တွေအားလုံး ဝရန်တီပုံမှန်တက်ခံထားရပါတယ်ဒါဟာတော်တော်လေးကိုစိုးရိမ်ပဲကောင်းပါတယ်ဒါကြောင့်တော့နှစ်သက်အာနာစတဲ့အင်္ဂလိပ်ရလဲကျွန်တော်တို့အားလုံးမိမိတို့ရဲ့ချပိုင်ခွင့်တွေကျွန်တော်တို့မျိုးစုံထုတ်ဖို့တက်တာခဲ့ပြီဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုဟိုးရခင်တွေကအုပ်ချုပ်ခဲ့တဲ့သူတွေရဲ့အကျင့်စရိုက်တွေကျွန်တော်သိတယ်လက်ရှိအုပ်ချုပ်ခြင်းတဲ့ကောင်တွေရဲ့အကျင့်စရိုက်တွေလည်းကျွန်တော်တို့သိပါတယ်ဆိုတော့ဒါကြောင့်လည်းပဲကျွန်တော်အားလုံးကဆော်လင့်စွာတော်လန့်ရေးမှာပါဝင်ခဲ့ကြပါတယ် 古井马路，穿路达，你家对头，滴滴嘛，穿路耶龙眼堆哈。不然比宝马，阿达看大雅哇，龙眼大雅嘛。穿路有几多钱？你咧？穿路南宁啊，对呀。龙眼大雅，那种米哈，不然比宝马，阿达看大雅哇嘞。不然比宝马，阿达看大雅嘞，苏嘞，阿张子豪，对你姐姐表示尊敬啊。那些什么乌坦，都不理。你乌坦嘛，什么乌坦无所谓。你龙眼的果龙哈，不然比阿达看样子。所以，大家别个说啊。 ရုပ်ညံ့လွန်တဲ့နောက်ဆုံးသောအဆင့်မှာကျွန်တော်တို့လူငယ်တွေကသူတို့ဖိတ်ကုတ်နေတာဟုတ်ပြီနိုင်ငံတကာမှာကျွန်တော်ဒီမျိုးစုံနဲ့ဒါဆောလင်စွာ reputation နေတဲ့ကျွန်တော်တို့လူငယ်တွေပြီးတော့နိုင်ငံတကာမှာရောက်ရှိနေတဲ့ကျွန်တော်တို့လူငယ်အလုပ်သမားတွေသူတို့တွေဟာအားလုံးပေါ့နော် brand new ပုံမှန်အတက်ခံရအောင်ပါပါဒါကတော့ရှင်းပါတယ်သူခေါ်တယ်သူခေါ်တဲ့အချိန်မှာရောက်မလာဘူးလို့ကျင်တာကတော့သူရဲ့အစည်းအဝေးသူရဲ့ဥစ္စာ သူတို့ခေါ်တဲ့အချိန်မှာခြံစောက်ခွေးလာမလို့ဘူးဆိုရင်တော့အဲ့ဒီလူငယ်တွေအကုန်လုံးကိုသူတို့က ramji ပုတ်မှာတက်ပါပါပြီးတော့အဲ့ဒီလူငယ်တွေရဲ့မိဘတွေကိုသူတို့တွေပြရားမျိုးစုံပေးပါပါဒါတွေကနောက်ဆုံးအဆင့်မှာဖြစ်ပေါ်လာမှာပါလက်ရှိအချိန်မှာတော့စတင်ပြီးတော့ဖြစ်ပေါ်နေပြီကျွန်တော်တို့နေရာဒေသတည်တည်အခုမြို့ပြဒေသမှာလည်းပဲကျွန်တော်တို့ရဲ့စမှုတန်းဥပဒေတွေအောက်မှာပဲအခုမင်းထပ်မံပြီးတော့နိုင်နေရပါပြီအပတ်စဉ်တစ်နှစ်သုံးလေးကုန်သွားခဲ့ပြီကျွန်တော်မနေ့ကဗီဒီယိုဖိုင်မှာဒေစိတ်တင်ပြခဲ့ပြီးပြီဆိုတော့သူတို့တွေကထပ်ပြီးတော့ဖြစ်မှာဖြစ်တယ် အခုလက်ရှိကျွန်တော်တို့တို့တို့ပြုံးပြုံးသွားတဲ့သူရဲ့ရှင်နဲ့စစ်မျက်နှာပြင်ပြီးတော့သူရဲ့ကာကွယ်ရေးအခြေအနေတွေနောက်ဆုံးလက်ရှိနေပြည်တော်မှာတော့မှဖိမ့်ပူအောင်နေလို့မရတဲ့အခြေအနေတွေကြားထဲမှာသူတို့တော်တော်လေးကိုရုပ်ရက်စင်းရက်ဖြစ်နေကြပါတယ်နေပြည်တော်မှာလည်းလက်ရှိနေစည်းစည်းဝေးတွေလုပ်နေပြီးတော့အချင်းချင်းအော်ဟဲ့ရင်းခုန်ရင်းရင်းခုန်နေကြပါတယ်ဆိုတော့တတွင်းပြုံလဲနေပြီတတွင်းစည်းလုံးမှုတော့မှရှိမှာမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့လက်ရှိခေါင်းဆောင်ကဘယ်လိုကောင်မျိုးလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုအစုံမှာကျွန်တော်တင်ပြပေးမှာဖြစ်တယ် ရှိနွားဖြောင်းဖြောင်းသွားမှနောက်နွားဖြောင်းဖြောင်းလိုက်အရှိကခွေးကြီးဖြောင်းဖြောင်းမသွားတော့အနောက်ကခွေးပေါက်တွေကလည်းဖြောင်းဖြောင်းမလိုက်ဘူးဆိုတော့အခုတမမှုတွေပြီးတော့စစ်တိုင်းမှုတွေစစ်တေတာမှုတွေဟိုခေါင်းဆောင်ဒီခေါင်းဆောင်တွေဟာရှည်တန်းအဖို့ခံရမှာအရန်ကိုကြောက်နေကြတာပေါ့ပြည်ရဲ့ဒါစကတိုင်းမှုကိုကြည့်တွေ့နေပါတယ်ဘလို့ပဲသူတို့ဒီအမိတ်တွေထုတ်ပြန်နေပါစေတိမ်မမန်းသိတဲ့အတွက်သူတို့ဟာလည်းပဲမသွားကြပါဘူးဆိုတော့သွားတဲ့ကောင်တွေကလည်းယာရုမတ် တို့အာနာမက်လို့ပြီးတော့ဖွင့်ရမက်လို့ဖြစ်တဲ့အရှိရောက်တဲ့အချိန်မှာလည်းပဲအချို့ဆိုရင်ရရောက်ချင်းမှာပဲတပုံလေးပါလိကမန်ဂရန်ရိုက်ဘယ်လိုပြောမလဲခဏပေါ့နော်ခဏလေးညနာလေးပြပြီးရတဲ့ချက်ချင်းပြန်ပြေးပြီးတော့အဲ့ဒီမှာရဲဘော်တစ်တွေနေရာပြန်ချသူတို့ကတော့အိမ်မှာအရင်ကြောက်တယ်အပြင်မှာအခုစစ်မှုထမ်းဥပဒေအောက်မှာပါတဲ့လူငယ်တွေပဲအုံချခံနေရတယ်အဲဒါကြောင့်ဒီကနေ့ပါကျွန်တော်ရဲ့မိဘတွေနဲ့ကျွန်တော်ရဲ့လူငယ်တွေကိုအထူးပြုပြောဆိုချင်တာကတော့ကျွန်တော်တို့လူငယ်တွေအကုန်လုံးဟာ RAM ပြပုံမှာတက်ခံရပြီးတော့ RAM ပြဖြစ်သွားကြမှာပါ ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ဒါထိသက်ဗိုက်တမန်နေတော့နေမြေတွေကိုတော့ဒီမျိုးစုံနဲ့တွားနေကြတယ်ကျွန်တော်တို့လူငယ်တွေကိုလည်းကျွန်တော်လေ့စီတွေ့နေရပါတယ်ခက်ခဲမျိုးစုံကြားထဲမှာသူတို့တွေစိတ်ကိုမတန်းကျင်လို့ဒီလည်းမျိုးစုံနဲ့အာတရားမဝင်တွားနေကြတဲ့အချိန်တွေညိုက်တွေ့နေရပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေကျွန်တော်မိသားစုဝင်တွေအာအတက်နိုင်ဆုံးကျွန်တော်တို့ကူညီနိုင်ဖို့ကိုအမြဲတမ်းဒါမျှော်လင့်နေပါတယ်အာလိုအပ်တဲ့အကြံဉာဏ်တွေတောင်းယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒါရဲဘော်ရှမ်းလေး Telegram မှာတိုက်ရကျွန်တော်နဲ့စကားပြောဆွေးနွေးနိုင်ပါလေကျွန်တော်ကျွန်တော်တို့ပြည်သူ့တော်ဝင်တပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့ကိုညီနိုင်ဖို့အမြဲတမ်းအစဉ်သင့်မှာ ။ဒါကတော့ကျွန်တော်လူငယ်အားလုံးက RAM ပြပုံမှအတက်ခံထားရတဲ့အခြေအနေပါ။ RAM ပြပုံမှကိုတက်တဲ့ကောင်တွေက RAM ပြအကြမ်းဖက်စစ်ရာဇဝတ်ကောင်တွေတက်ထားတာပါ။တကယ်တောင်းမြန်အနေထားလို့ပဲပြောရမလား။ဟာတာတစ်ခုလို့ပဲပြောရမလား။လက်ရှိအာဏာသိမ်းသွားတယ်နော်ကျွန်တော်တို့ပြည်သူရဲ့အာဏာကိုသူတို့တွေလူယူခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြည်သူမပေးအပ်တဲ့အာဏာကိုတင်အားမှလူယူပြီးတော့ကျွန်တော်တို့ပြည်သူကိုအမိတ်တွေအာဏာတွေအမျိုးမျိုးထုတ်နေတယ်ပြောချင်တာကတော့ ။ဘာမှတရားဝင်မရှိဘဲနဲ့လက်နဲ့အာကိုနဲ့ကျွန်တော်တို့ပြည်သူကိုအုပ်ချုပ်ခြင်းနဲ့ကောင်တွေထုတ်တဲ့ဥပဒေကျွန်တော်တို့မိသားစုဝင်တွေကျွန်တော်တို့ရဲဘော်ရဲဘက်ကျွန်တော်ညီကိုတွေဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကတော့ကိုပိုင်းဆုံးဖြတ်ရမယ့်အခြေဖြစ်ပါတယ်။ဟုတ်ပြီ။ဒီကိစ္စမှာရေးကြည့်တဲ့အကြောင်းအဲ့ဒါကတော့မင်းအောင်ပိုင်ဟာဘလို့ကောင်းလဲ။ဒီပီရိုပိုင်ကိုကြည့်ပြီးသွားရင်ကျွန်တော်ရဲ့မိဘတွေအတီးတီးကိုအကူဆုံးဖြတ်ပါ။ကျွန်တော်ဘာမှအကြံပြုပါမှမဟုတ်ပါဘူး။မြောင်းလိုက်ဟာလူလူမျိုးလေကျွန်တော်မိလိုက်စိတ်ဝင်စားသွားပြီးချင်ပါလေဟုတ်ကဲ့ပါ ကျွန်တော်လက်ထက်မှာပညာရေးနဲ့ကျန်းမာရေးအတွက်ငွေတွေပုံအော်ပြီးသုံးထားတယ်လို့မနေ့ကလုပ်တဲ့အစည်းအဝေးမှာစင်ပေါ်ကနေပြီးတော့ခက်တီတီပြောသွားတာကတော့နေအောင်ပိုင်းမှာကျွန်တော်တို့ဒါတသိပညာရှင်ဒါအစင်းအင်းပကြက်တွေကိုကြမ်းကျင်တဲ့သူတွေပြန်လဲစစ်ဆေးတဲ့အချိန်မှာတော့အဲ့ဒီမာအားလှလိန်ပြောခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့လိုက်ရပါတယ်ဒါပေမဲ့သူလိန်ပြောတာကဒီအချိန်ကြီးလားမဟုတ်ပါဘူးဆိုတော့နေအောင်ပိုင်းမလိန်တက်ဘူးတော့ကျွန်တော်ပြောပါသူမလိန်တက်ဘူးဟုတ်ပြီသူလိန်လားမလိန်လားလို့ဆိုရင်ကျွန်တော်တို့အချက်လေးတွေကျွန်တော်ထုတ်ထားပါတယ်ကြည့်ကြအောင်ပါ အသက်60ဖြစ်ရင်အများကြီးပြင်ဆင်ယူမယ်လို့ပြောခဲ့တဲ့သူကလည်းမင်းအောင်မိုင်ပါကျွန်တော်ပြည်သူရှိမှာနော်ရုပ်တံတော်ဖလှခဲ့သေးတယ်ကျွန်တော်မိပါတယ်မှတ်မိသေးလားမသိဘူးအသက်60ဖြစ်သွားရင်ညာနေလို့ပြင်ဆင်ယူမှာပဲဟုတ်ပြီသူမလိမ့်ပါဘူးတကားတမတော်ကအာဏာမသိမ်းပါဘူးတဲ့အဲ့ဒါလည်းသူမလိမ့်ခဲ့ပါဘူးနော်ဒါဘာပဲဖြစ်ပါဒါကျွန်တော်တို့ကတခါပြန်မှာဒါကျွန်တော်မိဘတွေနဲ့ခုလိုမျိုးဆွေးနွေးတဲ့အချိန်မှာတပါးသောသူတွေရဲ့ကျွန်တော်တို့ကအတင်းပြောနေတာမဟုတ်ဘူး ပြီးတော့လက်ရှိသူပြောခဲ့တဲ့စကားကူပဲအဲကျွန်တော်မိဘတွေလည်းအယုတ်တန်ဗီဒီယိုမတန်းတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့အဲသူဟာဘယ်လိုလိုမျိုးလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေကကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာအပြန်ပြီးတော့သုံးသပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီ6လပြည့်ရွေးကောက်ပွဲလုပ်မယ်မမ်းမိတယ်နော်ကျွန်တော်မိဘဟုတ်ပြီတနှစ်ပြည့်တဲ့အခါမှာရွေးကောက်ပွဲကျင်းပပေးမယ်တဲ့ဒါလည်းသူပြောခဲ့တာပါဟုတ်ပြီနော်ကျွန်တော်ရဲ့မိဘခြေဦးနဲ့အညီနှစ်နှစ်ပဲအာနာထိမ့်မှာဖြစ်ပါတယ်တဲ့ဆိုတော့2008ခြေကဥပဒေကလည်းကျွန်တော်ပြည်သူတော်မသိဘဲနဲ့တော့သူတို့ ဆွဲသွားကြတယ်ပြီးတော့သူရဲ့ဥပဒေသူတို့ပဲမျိုးမျိုးမောက်လိုက်လှန်လိုက်တုံလိုက်ပေါက်လိုက်မျိုးမျိုးလုပ်တာဟုတ်တယ်နော်ဆိုတော့ဒီချိန်ဦးရဲ့ဥပဒေနဲ့အညီပဲသူတို့ဆက်ပြီးတော့လုပ်သွားမှာလို့မင်းအောင်လိုက်ပြောထားတာပါပြီးတော့တတိဒီကျွန်တော်တို့ကတတိတပုကျွန်တော်တို့တဘာဝပစ္စည်းတွေနဲ့ကိုဗစ်ကောက်ွယ်ဆေးထိုးပြီးတော့ကဘာကိုဖြတ်အောင်မယ်အဲ့ဒီစကားကိုကျွန်တော်မြင်ပါကောင်းကောင်းမမြင်အောင်မထင်နေပြကျွန်တော်တို့ကိုဗစ်ကာလကျွန်တော်နိုင်ငံအတွင်းမှာ ဒါတော်တော်လေးကိုတစ်ခါရောက်သွားချားနိုင်ငံတွေထွက်ကျန်းမာရေးစောင့်ရှောက်မှုတော်တော်လေးကိုအားနဲ့အောက်ဆီဂျင်ဘူးတော့မှမရှိတဲ့ကျွန်တော်တို့ရဲ့နိုင်ငံမှာမတည်သင့်မဲနဲ့အသက်မဆုံးရှုံးသင့်မဲနဲ့ကျွန်တော်တို့ရဲ့ဒါမိဘတွေတချို့တူတွေပို့ပြီးခိုင်းရတာပါဆိုတော့အဲ့ဒီလိုအချိန်ကြီးမျိုးမှသူပြောခဲ့တဲ့စကားကျွန်တော်နိုင်ငံတွင်းမှာချိတဲ့တတိတဖို့တွေနဲ့ကိုဗစ်နိုင်ငံကိုဗစ်ကဝစီထုတ်မယ်ပြီးတော့တကဘာလုံးကိုဖြတ်မယ်လို့ပြောခဲ့တာကလည်းမင်းအောင်နိုင်ဖြစ်ပါတယ်ဟုတ်ပြီနိုင်ငံချင်းညီညွတ်မှုတွေကိုကျွန်တော်ရဲ့လက်ထက်မှာပုံများလာတယ်လို့မင်းအောင်နိုင်ပြောခဲ့ပါသေးတယ်ဟုတ်ပြီ ကောင်းပြအောင်ထိနိုင်ဖို့ပြည်သူတွေရဲ့လုံခြုံရေးကိုတမတော်ကတာဝန်ယူထားရပါတယ်တဲ့အဲ့ဒီစကားကိုလည်းမင်းအောင်နိုင်ပြောရတာပါလက်ရှိအချိန်မှာကောင်းပြအောင်အဲ့ရပြီလားကျွန်တော်မိပါတယ်ဆုံးပြကျွန်တော်ဘာမှသုံးသပ်ပေးသွားမှာမဟုတ်ဘူးအမ်ကိုယ့်အိမ်မှာကိုယ့်အိမ်နေရင်းနဲ့ကျွန်တော်ထဲကဆွဲထုတ်ပြီးတော့စစ်မှုထမ်းပေါ်တာခေါ်သွားတာလေဒါပါတော့စစ်မှုထမ်းဥပဒေကြီးမရှိဘူးဆိုရင်တော့မှကောင်းပြအောင်ရံမုန်ထဲကသူတွေဘလို့ကိလဲဆိုတော့ကျွန်တော်နားမလဲဘူးဂျာတိကတို့ရံပုတ်ပြီးတာမိမမလား ။တန်းလာတော့ဖွင့်လို့ရတဲ့အချိန်နေ။ကျွန်တော်မရောက်နိုင်ဘူးဘာမှမပြောဘူးနော်။တန်းမိပါလေ။ဒါသူပြောတဲ့စကားတွေကိုပဲကျွန်တော်မိပါလေ။တရားလားကျွန်တော်မိပါလေ။ပြန်ပြီးတော့သူတက်ပေး။ဟုတ်ပြီ။တိုင်းပြည်ရဲ့စီးပွားရေးဦးမော့လာပြီ။တိုင်းပြည်စီးပွားရေးဦးမော့လာနော်။အဲကျွန်တော်တို့ဒါလူရှင်ဟာတာလူရှင်တော့ကျွန်တော်တို့အရင်ကသဘောကျတဲ့ဦးမော့မဟုတ်ပါဘူးနော်။ဆိုတော့ဦးမော့လာဦးမော့လာဆိုတာကိုတော့ကျွန်တော်ရဲ့မိပါတွေကပဲဆုံးဖြတ်ပေးရမှာဖြစ်တယ်။လူငယ်တွေအလုတ်ကင်ခွင်လန်းပုံမူရရှိလာနေတယ်။ဒါကလည်းမင်းအောင်လည်းပြောရတာပါ။ ဟုတ်ပြီဆုံးရှုံးသွားတဲ့နေမြေတွေကိုပြန်လဲအရာယူမယ်နေပြောမှာမင်းအောင်ပြောထားတာပါကျွန်တော်လက်ထက်မှာတိုင်းရင်းသားစီလုံးညီညွတ်မှုကိုမကြုံစဘူးထူးတဲစွာရရှိထားပြီးပါပြီမင်းအောင်ပြောထားတာပါဟုတ်ပြီတက်မလို့တက်မတော်ကပါတီစုံဒီမိုကရေစီစနစ်ကိုအာမခံပါတယ်မင်းအောင်ပြောထားတာပါဒါရိုက်တော်လာရအစွေတော်ဟာကျွန်မင်း ကျွန်တော်အဲ့ဒါကိုတခါကြာကျွန်တော်ကြီးချင်းနဲ့ကျွန်တော်ရမိပါဒါလိုက်တော့လာအရာအစွေတော်ဟာကြွမင်းဖြစ်တယ်မင်းအောင်လိုက်ပြောရတာပါကျွန်တော်နည်းနည်းလေးတန်ဖိုးလေးညင်လာကျွန်တော်ရမိပါတယ်ကျွန်တော်ရမိပါတယ်မင်းအောင်လိုက်ပြောတဲ့စကားတွေအရန်ကိုပြကြတယ်ရန်ကိုမှန်ကန်တယ်ဆိုတော့ကျွန်တော်မင်းအောင်လိုက်ပြောတဲ့စကားတွေကိုကျွန်တော်ရမိပါတယ်ပြန်ပြောကျွန်တော်ကိုလည်းနာဥတက်ချင်တယ်အဲ့မဲ့ကျွန်တော်သူ့ကိုဘာမှမဝေမှာမဟုတ်ကျွန်တော်ပြင်ကိုကြည့်တယ်ကျွန်တော်ပြပေးကျွန်တော်ရဲ့ညီကိုကျွန်တော်တငယ်ချင်း တုံးတက်ပြရမှာဖြစ်တယ်ဟုတ်ပြီစစ်ပွဲတွေဟာတမတော်ကြောင့်မဟုတ်ဘဲနဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေကြောင့်ဖြစ်နေရတယ်ကျွန်တော်တို့ခေတ်ဆက်ဆက်ပေါ့နော်ကျွန်တော်တို့စစ်ပွဲတွေကျွန်တော်နိုင်ငံတွင်းမှာဖြစ်တဲ့စစ်ပွဲတွေမှန်ပြအကုန်လုံးအကုန်လုံးတို့ရဲ့တမတော်ကြောင့်မဟုတ်ပါဘူးတဲ့စန့်ကျင်ဘက်အဖွဲ့တွေကြောင့်ဖြစ်တာပါတယ်ဟုတ်ပြီကျွန်တော်တို့ဗျာအဲသူကတမတော်ကြီးကတကယ်လို့အမှန်တရားဘက်ကယက်တီနေပြီးတော့ကျွန်တော်တို့ဂျန်နဲ့သူတွေအကုန်လုံးကြီးပါမှားနေတယ်လို့သူကပြောလိုက်တာလားမသိဘူးဗျဒါကတော့ကျွန်တော်မိပါတွေဒါဆုံးဖြတ်ပေးရမှာဖြစ်ပါတယ် ဟုတ်ပြီနိုင်ပြည်ရဲ့ GDP ဟာသူ့လက်ထက်မှာမကြုံဘူးအောင်တိုးတက်ခဲ့တယ်လာမယ့်နှစ်မှာ80ဘီလီယံအထိရအောင်လုပ်မယ်တော့နိုင်ကမနံပါတ်၁ချမ်းသာဆုံးနိုင်ငံလေးကိုဖျက်ကျော်တော့မယ်ထင်တယ်ဆောက်တာမင်းအောင်လာပြောတဲ့စကားတွေဆောက်ဒီစကားတွေကကျွန်တော်တို့အတွက်တော်တော်လေးကိုမသားစရာကောင်းတယ်ဟုတ်ကဲ့ကျွန်တော်တို့လူငယ်တွေအတွက်သူပြောတဲ့စကားတွေအများကြီးဆိုတော့ဒီအများကြီးကိုကျွန်တော်တို့ဒီအောင်အောင်ပဲတွေ့ရအာမန်နဲ့ဒီတိုင်းပြည်မှာ ။ဟာကျွန်တော်ရဲ့ပြည်သူတွေကောင်းပြားအောင်အိပ်ဖို့အတွက်တမတော်ကကောင်းဝင်နေတာတမတော်ကစောင့်ရှောက်ထားတာ။ကျွန်တော်ဒီကပြည်သူတွေတကောဒီနိုင်ငံဆိုတော့ဗျာကျွန်တော်တို့အုတ်ကင်ကရကင်ချင်းဘုံမမရခိုင်ရှာအကုန်လုံးပေါ့ဗျာနိုင်ငံပြောင်းမှရှိတယ်ကျွန်တော်တိုင်းသားကိုယ်တော်ခေကောင်းပြားအောင်အိပ်နေရတယ်။သူပြောတဲ့စကားတကယ်တမ်းမှုရှိတယ်။ပြီးတော့ဒီနိုင်ငံရဲ့ကျွန်တော်တို့ဒါဥမော်အောင်ချီးဝါးရေးတွေတကယ်ကိုထုံထိုးလုပ်နေတဲ့အချိန်မှာသူလက်ထက်မှာပဲတကယ်ကိုချမ်းသာကျွယ်ဝလာတာကိုလည်းကျွန်တော်တို့ထူးခြားစွာတွေ့ရတာဖြစ်တယ်။လာမယ့်နှစ်ပေါ့ဗျာလာမယ့်နှစ်ဆိုတာက2026မှာကျွန်တော်တို့80ဘီလီယံအထိရောက်အောင်လုပ်မယ် ဟာလေးစားတယ်ကြောင်းစရာကြီးတော့ကြောက်စရာကြီးတော့မဟုတ်ကြောင်းစရာကြီးကျွန်တော်ကတားအံ့ ਔ တယ်အဲမောသူလုံနိုင်တယ်လေသူလုံနိုင်တယ်အရရှာမလည်းသူတော့လုတ်ခဲ့ပြီးပြီးစောက်တောက်ထိုင်ရညှက်ပြီးတော့ကျွန်တော်မြေပါအားလုံးလည်းသိချီပြီးအတယုတ်မှလည်းသူတော့လုတ်ခဲ့ပြီးပြီးဆိုတော့ဖြစ်နိုင်ကြည့်အများကြီးရှိပါတယ်ဒီလိုမျိုးနောက်များစွာသောသမိုင်းဝင်မဲ့စကားတွေကိုပြောခဲ့တော်သူကြီးမာအားလားမင်းအောင်လှရဲ့ဒါဘလို့ပုတ်ပုံမျိုးလဲဘလို့လူစားမျိုးလဲဆိုတာကိုကျွန်တော်မြေပါလေးစောက်ဖြတ်ဖို့ကျွန်တော်ကကြားသိချင်တာပါ ဆိုတော့ကျွန်တော်တူဦးတည်းကပြောနေတဲ့အချိန်မှာဒါအဆင်မပြေတာလေအများကြီးဖြစ်နိုင်တယ်ဘာလို့ကျွန်တော်တို့လူငယ်တွေအတွေ့အကြုံနဲ့လေကျွန်တော်တို့တက်ပို့ပြီးတော့တည်တယ်ကျွန်တော်မိဘတွေဆုံးဖြတ်ရမှာဖြစ်တယ်အခုမင်းအောင်ပြောခဲ့တဲ့စကားတွေကိုကျွန်တော်မိဘတွေကိုကျွန်တော်တရားခဲ့ပြီးဒီစကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကဒီစကားချက်ကြီးတွေသူ့ရဲ့တကယ်ကိုရဲရဲတော့ပြောခဲ့တဲ့အတုံးနှုံးတွေပြီးတော့တကယ်သူကြွေးကြော်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူတွေမူချမလွဲတကယ်ကိုလက်တွေ့ခံစားနေရတာမဟုတ်လို့ကျွန်တော်ပြည်သူကပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီဘာပဲဖြစ်ဖြစ်ပါကိုဗစ်လူငွေတွေကျွန်တော်တို့မွန်တိုင်းလူငွေတွေ ဖျားအလှငွေတွေရောပြီးတော့ရေဘေးအလှငွေတွေရောစရင်မရှိအင်းမရှိကြက်ပြောက်နှစ်ပြောက်ပျောက်သွားအောင်လုတ်ခဲ့တဲ့မာလာနဲ့အဲ့ဒီသူရဲ့အောက်ကသူနဲ့တွဲပတ်စစ်ခွေးဘူချုပ်ကြီးတွေနဲ့ပြီးတော့တစ်ဖွဲ့လုံးညီပါဝိုင်းခိုးခဲ့တာတွေဝိုင်းစားခဲ့တာတွေဖျားရဲ့ဌာပနာတိုက်ခဲ့ကပတ်စံနေတော့မချမ်းဘူးတော့ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့လေအမ်ကျွန်တော်ရဲ့မိဘတွေအမြင်ကိုပဲကျွန်တော်သိချင်တာပါဟုတ်ပြီအဲ့တော့ဒါကတော့ လက်ရှိမအားလားကဘယ်လိုမျိုးလဲဆိုတာပါပဲတော့ကျွန်တော်တို့အရှိမအားကျွန်တော်ဒီကနေ့တင်ပြခဲ့တဲ့ကျောင်းနေရွယ်ကလေးငယ်နဲ့ကျွန်တော်တို့ဒါအိမ်တော်ကြီးဖောက်ပြန်နေတဲ့သူ့ဘုံမူကြီးဆိုတဲ့သူတွေပြီးတော့တူတို့နဲ့ပတ်သက်နေတဲ့သူတွေဟာကျွန်တော်တို့နိုင်ငံအတွင်းမှာတကယ်ကိုခန်းခန်းနာနာအလူကုန်တိတ်ခါတွေရှိတဲ့သူတွေပြီးတော့တကယ်ကိုခန္ဓာချင်းကျဲတဲ့အာဘွဲအမျိုးမျိုးသိပ္ပံရရှိထားတဲ့သူတွေအခြားသောနိုင်ငံတွေမှာဒီလိုမျိုးဖွယ်ပြီးမရနိုင်ဘူးကျွန်ရင်ပြီလား အဘလူဝဲဘလူဝဲဘလူဝဲအတူရတူရတီဟာဘာရင်းညာလေးဆိုတာချားနိုင်ရမှာဖြစ်နိုင်ကျွန်တော်နိုင်ငံမှာ main online လက်ထက်မှာအကုန်ဖြစ်နိုင်တယ်ဒါနောက်ဆုံးပြောခဲ့တဲ့စကားဆိုရင်ဒါဆုံးဆုံးနဲ့တဲ့နံပါတ်တွေကိုတိုက်ခိုက်သိမ်းပိုက်အရာယူပေးနိုင်တဲ့သူတွေကိုစူးစိတ်မျိုးစုံနဲ့ဘွဲစိတ်မျိုးစုံကိုပေးမယ်အလကားနှိပါရမယ်အခြေအနေမှာကျွန်တော်ရင်မိပါရောသူဟာဘလူလူမျိုးလဲဆိုတာကိုဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရင်းနဲ့ comment မှာရေးပေးခဲ့ဖို့ပိတ်ခေါ်ရှင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ချင်ပါတယ်ဆိုတော့အရာဝင်နဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတွေကျွန်တော်ရင်မိပါတယ် ကြတိပြီးပါပြီပြီးတော့အညာဒိတာနဲ့ပတ်သက်တဲ့စီရင်ပုံဖော်မှုတွေကိုလည်းချောင်းပြီးပါတယ်ကြတိပြီးပါပြီဆိုတော့လက်ရှိအချိန်မှာနေပြည်တော်စတိုင်းရုံတည်တည်မှနေရောညရောအိတ်လို့မရစားလို့မရအစည်းအဝေးလုပ်ပိုင်းသူတို့ချင်းချင်းရန်ရီဘာကြောင့်ဖြစ်နေတာလဲပြီးတော့စတိုင်းဌာနချုပ်ကြီးကိုရှော့တိုက်ဒုံးတွေပြစ်ကတ်ခံနေရတဲ့အချိန်ဒီမှာမင်းညံ့လို့ငာညံ့လို့မင်းမကောင်းလို့ငာမကောင်းလို့မင်းကြောင့်ငါကြောင့်ဖြစ်နေတာဘာကြောင့်ပါလဲကျွမ်းနေပါလေအနာကျူပုစု တကယ်ကိုခွေးယူဖြစ်နေကြပါကြောင်ပြောကြခြင်းနဲ့အဲ့တော့ဒီလေးနဲ့နာမျိုးလည်းရှိတုံးတော်ယူကခန်းစစ်စခန်းကိုအာခတ်တက်တော့အေအေပူပေါင်းတက်ဖွဲ့များကပရိုဆက်စင်တိုက်ခိုက်တိမ့်ပိုက်တိုက်ကြောင်တိရတယ်လေနေနံရီကယူမအဆက်ရှိပတိမုံရွာကားလန်ပင်ဆက်ဆက်ယူရွာနဲ့တုံးတော်ရွာတို့တွင်ပြီးခဲ့တဲ့မတ်လ16ရက်နေ့မှာစတဲ့မှာတိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးစစ်ကောင်စီကမတ်လ16ရက်နေ့တွင်၎င်းတို့တက်ဆွဲနေရယူထားတဲ့တုံးတော်ကြီးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တယ်။ဒီမှာနေ့မတ်လ22ရက်နေ့ညနေပိုင်းချိန်တွင်တုံးတော်ကြီးရွာကြီးစစ်ကောင်စီတပ်စခန်းကိုတော်လာရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်စီးနင်းပြီးထိန်းချုပ်နိုင်ခဲ့ကြောင်းစစ်ရဲတပ်ထင်းမြေထံကတိရတယ်။ တုံးတော့ကညစကန်းကိုတင်းပြီးပြီရွာချင်းဆက်နေတဲ့နေရာတတော်များများမှတိုက်ပွဲဖြစ်နေလို့ပဲလက်နဲ့ကြီးလက်နဲ့ငယ်တွေအတန်တွေတော့မပြတ်ဘူးစီရင်တဲ့ရင်ကအေရီတိုင်းကိုပြောပါတယ်အေရီတိုင်းတွေ့ရှိရေကြီးမတိုင်းကြောင်းတာပေါင်း၄နှစ်နာပြုတ်နေကြတယ်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကဆက်တက်နေရင်းများဖြင့်အပြင်းထန်ဘုံကျဲတိုက်ခိုက်နေကြောင်းသိရတယ်တုံးတော့ရွာခန်းခန်းစစ်ရန်တုလက်ကြပါပြီရန်သူတပ်ပေါင်းစုတွေဟာဒုံးတွေအတုံးပြတိုက်ခိုက်ပြီးတဲ့နောက်မြေပြင်ထုတ်စစ်ဆင်းလာတာပါမိမိဘက်ကအကြအဆုံးများပါတယ်ဟုတ်မြေပြင်စောက်ချစ်စစ်တပ်ထောက်ခံလို့တကူက၎င်းကြီးတယ်လီဂရမ်ဖော်ပြထားတယ်လေးနှစ်နာမြို့နယ်ရှိ ဝုကုံတုံးချော့ချင်းလက်နှစ်ဝါတော်ကွင်းကြည့်ရမြောက်စစ်ပေါင်စီကနေချောင်းမှာဘုံကျက်တိုက်ခိုက်ဖြစ်စင်းနေတဲ့အတွက်ဒေသခံများထွက်ပြေးနေရကြောင်းသိရတယ်။ပရိမုံရကားလန်းဖေးရှိလက်ပံပင်ရွာနှစ်ငကရစ်ဘုံကြီးကြောင်းကြမြေနီတောင်အနီးတွင်စစ်ပေါင်စီ၏ဓာတ်ခံစစ်စခန်းတစ်ခုအခြေပြုရန်မတ်လတတိယပတ်တွင်ကပြင်ဆင်မှုများပြုလုပ်နေကြောင်းသိရတယ်။စစ်ပေါင်စီသည်လေးနှစ်နာမြို့နယ်အတွင်းနှင့်ရခိုင်ရုံးမှအဆက်ကြည့်ရမြောက်ရှိဘုံကြီးကြောင်းနှင့်တင်းကြိုင်ကုန်းများတွင်ဝင်ရောက်တပ်ဆွဲအခြေပြုနေထိုင်ကြပြီးလက်နက်ကြီးလက်နက်ငယ်နှင့်လေကြောင်းအန်ဒရယ်ကိုတတိတုကြရန်ဒေသခံများကိုနှစ်ဖက်တပ်ဖွဲ့များကတတိပေးထားသည်။ စစ်ကောင်စီဒီပြီးခဲ့တဲ့မတ်လ20ရက်နေ့ကအရာဝတီနေ့ရခိုင်ရုံးမှအဆက်ရှိတစ်ပုတ်ဝင်းတက်ကဲပြင်းညောင်အိုင်ကြီးအောင်များတို့ပေါင်900ဘုံဒီများဖြင့်ကြဲချတိုက်ခိုက်ခဲ့တယ်။ဟုတ်ကဲ့ဒါကတော့အရာဝတီတိုင်းလင်းမြန်နံမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲပဲဖြစ်ပါတယ်။အဲ့တော့တဆက်ကဆက်နဲ့ပြောချင်တာကအရာဝတီတိုင်းရေကြီးမြို့နယ်မှာစစ်မှုထမ်းတဲ့ဟိုမဲပေါက်တဲ့လူတွေကိုထွက်ပြေးသိမ်းရှောင်တဲ့လူတွေကိုဝေဟန်ပြေးအဖြစ်တတ်မှတ်ပြီးတော့လက်ရန်စည်းရင်ကောက်ယူနေဆိုတဲ့တင်းကိုလည်းကြားသိရပါတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနော်အလုံးလုံးနေကိုယ့်အိမ်ကိုနေနေဝေဟန်ပြေးဖြစ်ကြတဲ့ဘဝဆိုတာအဲ့ဒါပါပဲ။အဲ့တော့ နိုင်ငံရေးကိုကိုနဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာပါဆိုတဲ့တူတွေအနေနဲ့အဲ့ဒီတည်င်းလေးကိုပြပေးလိုက်ပါเนาะအဲ့တော့နိုင်ငံရေးကိုနဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာပါဆိုပြီးတော့เนาะတူများတွေတော်နံနေတဲ့အချိန်မှာတော်နံရခေါင်းမမတိပဲနဲ့ကွက်ကိုနေနေမယ်ကိုစည်းဝါကိုရှာနေမယ်ဟောစစ်မှုထမ်းဥပဒေကြီးကမဲနဲ့ပေါက်လာတဲ့အချိန်မှာဟာရှေ့တန်းတော့မတော်နိုင်ဘူးရှေ့တန်းသွားတဲ့ကောင်ကြီးအကုန်မသားပေါ်နေတဲ့အချိန်မှာငါတော့မသွားနိုင်ဘူးငါသားလေးတော့မထက်နိုင်ဘူးစက်တဲ့ဖြစ်ယူကျုံးမရအပူလုံးကြွပြီးတော့နော်ဘူလုံးကြွပြီးပြေးလိုက်မယ်ဆိုလို့ရှိရင်တော့ဝရမ်းမင်းဖြစ်တဲ့ဘဝကိုမင်းတို့စစ်ကောင်စီကတတ်မှတ်ပေးမှဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုးမတရားပြုတဲ့အရာကြီးကိုလက်ခံနိုင်လားဘယ်သူမှလက်ခံနိုင်ပါဘူးသိပါတယ် ဟုတ်တယ်မလားအဲ့တော့လက်မခံနိုင်အောင်လည်းကျွန်တော်တို့မပြီးတော့ဘူးလက်မခံနိုင်အဲ့ဒီလက်မခံတဲ့အရာကိုပြင်အောင်လုပ်ပါမယ်တော့ဒီလိုမတရားပြုတ်နေတဲ့အရာတွေကိုပြင်အောင်လုပ်ပါမယ်ငါဝေးကရုပ်နဲ့ဇာတ်လမ်းလေးတစ်ခုကျွန်တော် Facebook မှာ share ထားပါလိမ့်မယ် share တော့လာဟဲ့နော်အဲ့ဒါဘာလဲဆိုတော့ဆရာပြောက်ကကျောင်းဝင်းထဲကိုလာတဲ့အချိန်မှာစာတင်ငန်းထဲကိုဝင်တဲ့အချိန်မှာအမျိုးသမီးငယ်တယောက်ပေါ့နော်ကျောင်းသူတယောက်ကိုအဲ့ဒီအနေဝင်ထားတဲ့တယောက်အားလုံးက TV ဒါလူတွေ TV ပြမှာပါနော်ဒီဇာတ်လမ်းလေးတော့ important ချိုက်လို့ပါအဲ့ဒီအရင်အဝေးအနေဝင်ထားတဲ့အမျိုးသမီးတယောက်ကိုနင့်နာမည်ဘယ်လိုလဲနာမည်ပေးပြီးတော့နင်ဒီစာတင်ငန်းထောက်ပါပေါ့နော်နေ့ကနောက်ငါစာတင်ချိန်မှာလုံးဝမမြင်ချင်ဘူးလို့ပြောတဲ့အချိန်မှာအဲ့ဒီကျောင်းသူအမျိုးသမီးလေးရတယ်အံ့ဩရတယ်ဒါပေမဲ့ဆရာက နေပြောလာမကြောက်ဘူးလားမထွက်သွားသေးဘူးထပ်ပြောတဲ့အချိန်မှာသူကဘာမှပြောပိုက်ဘူးမရှိပဲနဲ့ရှိတဲ့သူ့ပစ္စည်းတွေကောက်ပြီးထွက်သွားတယ်အဲ့ဒီအချိန်မှာဘေးမှကြည့်နေတူပြောဟာဒါကြီးမတရားနေမျက်နှာတွေကအမူအရာကအခြားကြောင်းသားတွေကြောက်ကြည့်နေမှာဒါမတရားဆရာပြုတ်ကျင်နေဘာလို့တာလဲသူတို့လောက်ကမရှိဘူးမျက်နှာအမူအရာတော့ပဲရှိတယ်ထွက်ပြောမယ်လို့မရှိအဲ့တော့အဲ့ဒီတယောက်ထွက်သွားနေဆရာပြန်မေးတယ်ကြောင်းကြီးကြောင်းကြောင်းသားတွေဥပဒေဆိုတာဘာအတွက်ပြန်ခန်းတာလဲအဲ့တော့ဥပဒေတွေဘာကြောင့်ပြန်ခန်းလိုက်တာလဲဥပဒေဆိုတာဘာအတွက်လဲပြောလိုက်ချင်းမှာကြောင်းကြီးကြောင်းသားတွေကမျိုးစုံပြောကြတယ်ကျွန်တော်အတုံးချုပ်ပြောလိုက်ပါမယ်နော်အဲ့တော့အဲ့ဒီအချိန်မှာတယောက်ကတရားမျှတမှုရှိဖို့အတွက်ဥပဒေကိုပြန်ခန်းတယ်ဆရာကဟုတ်ပြီ မှန်တယ်မင်းပြောတာဒါပေမဲ့ဘုနှစ်ကတော့မင်းတို့ရှင်းမှာငါတောင်းသူတယောက်ကိုငါနှိမ့်ထုတ်လိုက်ဒါမတရားဘူးဆိုတာမင်းတို့ကိုလည်းတည်တယ်မင်းတို့တည်တယ်ငါလုပ်လိုက်တာဒီမတရားဘူးဆိုတာကိုမင်းတို့အားလုံးတည်တယ်တည်ရတဲ့အတိုင်းဘာဖြစ်လို့မင်းတို့မတားဆီးကြတယ်မကန့်ကွက်ကြတယ်မရက်တည်ပေးကြတယ်အဲ့ဒါပဲတဲ့နှိမ့်တိုင်းလူတွေဟာအတူတူကရှင်သွဲနေထိုင်ကြတယ်မတရားတဲ့အရာတွေကိုကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့နေထိုင်ခဲ့ကြတယ်နော်နေရာတိုင်းမှာမတရားမှုတွေကြုံလာကြလိမ့်မယ်။အဲ့ဒီမတရားတဲ့အရာတွေကိုယ်နဲ့မဆိုင်ဘူးဆိုရင်နေခဲ့ကြမှာဆိုအဲ့ဒီတစ်ချိန်တိုင်းမတရားတဲ့အရာကိုယ့်ချင်းရောက်လာရင်ကိုယ့်ကိုဘယ်သူမှကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ဆိုလိုတာကကျွန်တော်တို့က မတရားမှုကြီးကိုတွေ့နေတဲ့အတိုင်းနဲ့ကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မနေတဲ့နဲ့ message ကိုပေးထားတယ် video file လေးအဲ့တော့ဥပဒေဆိုတာအဲ့ဒါပဲဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလက်ရှိစစ်ကောင်စီအာဏာသိမ်းတယ်နော်ဒါမတရားဘူးဆိုတာကိုကျွန်တော်တို့တိုင်းလူပြည်သားအားလုံးသိတယ်ရှင်းရှင်းလင်းလင်းစစ်တပ်ကိုထောက်ခံနေတဲ့ကြက်ပြစ်တဲ့လူတွေတောင်သိတယ်အကြမ်းမပြည့်တဲ့လူတော့ပြောမှတတ်ဘူးပေါ့နော်။ဟိုချက်ပြည့်မယ်ဆိုရင်ဒါပေမဲ့သူတို့စစ်တပ်ကိုအကြောင်းပြုတော့ထောက်ခံနေတယ်။ဒါပေမဲ့အဲ့ဒီလူတွေအားလုံးကတိတယ်။ဒါကြီးကမတရားမှုမှန်။ဒါပေမဲ့အဲ့ဒီမတရားမှုကိုပြုတ်ကျင့်နေကြတယ်။ငါနဲ့မဆိုင်ဘူးဆိုလို့နေကြတယ်။ငါ့ကိုမထိတယ်ဘူးဆိုပြီးနေကြတယ်။ငါနဲ့လွတ်နေတယ်ဆိုပြီးနေကြတယ်။နော်။ဒိုင်နာ လူမျိုးပေါ့နော်ဒါတိုင်းသားဆိုရင်ဗမာနဲ့တိုင်းသားပါပဲဒါမဲ့မြန်မာလူမျိုးအများစုပြောလိုက်ဗမာကိုတိုင်းသားလို့ထင်ကြအောင်ဒါဗမာနဲ့တိုင်းသားတမျိုးပဲနော်ဒါမဲ့ထားပါအဲ့တိုင်းသားလူမျိုးစုခဲ့ရကျွန်တော်လူပြောက်ပါပြောအာငါတို့ပြည်နယ်မှာအေးဆေးရတဲ့ကျင်းပြောက်ရင်ဒီဘက်ချမ်းပါနော်ကျွန်တော်လူမျိုးနာမည်ကိုပြောချင်တယ်အဲ့ကျွန်တော်ငါတို့ကတော်လိုင်းရင်ငါတို့ဆိုင်ရင်ငါတို့ပြောအေးဆေးပဲတဲ့နော်ငါတို့လက်နက်ကိုင်ပွဲရှိတယ်ကောင်းပြီဒါဆိုလို့ရှိရင်လက်ရှိမင်းရောက်မယ့်အာနာတိုင်းသားတဲ့အထက်မှာမင်းအဖေတွေမင်းမိတွေနေတဲ့အိမ်ချမ်းဝင်းမပါဘူးလားကျွန်တော်အဲ့ဒါလေးပဲမေးချင်ပါတယ်ဟုတ်တယ်နော် တော်လက်ရှိညမာပြည့်တော်နိုင်ရေးကိုနဲ့မဆိုင်ဘူးဆိုတဲ့အတူကိုအဲ့ဒီအမေကုန်းလေးတစ်ခုပဲကျွန်တော်မေးချင်ပါတယ်ညမာပြည်မှာမင်းအောင်နိုင်အာနာတိန်ထားတဲ့အထက်မှာမင်းတို့မိဘဆွေမျိုးတားချင်းမင်းတို့နေတဲ့ခြံအိမ်မပါဘူးလားမပါဘူးဆိုရင်တော့အဲ့ဒီတော်နိုင်ရေးမင်းတို့လည်းမဆိုင်ဘူးလို့ပြောပါမယ်ရှိပါတယ်အာယုံလည်းမထားပါနဲ့အေးဒါပေမဲ့မင်းအောင်နိုင်အာနာတိန်ထားတဲ့အထက်မှာပါရက်သားနဲ့တော်လှန်ရေးကငါတို့နဲ့မဆိုင်ဘူးဆိုရင်တော့အဲ့ဒီလူဟာကြက်မပြည့်လို့ဖြစ်ဖြစ်မဖြစ်လူလိုအတိတ်တရားမရှိလို့ကြီးနေပါလားချင်းချင်းလေးပဲနှစ်ဖက်ပဲရှိရမယ်ဒီကဏ္ဍမှာမြန်မာပြည်သားနိုင်နှစ်ဖက်ပဲရှိရမယ်တစ်ဖက်ဒီအာနာတိန်ထားတဲ့အကြမ်းဖက်စစ်တပ်ကိုထောက်ခံတဲ့ဖက် တစ်ဖက်ဒီဒီစစ်တပ်ကိုလုံးဝလက်မခံဘူးအာနာတိန်းနာကိုလက်မခံတဲ့ဖက်အဲ့နှစ်ဖက်ပဲရှိရမှာဘာဖြစ်လို့လဲဒီအကြမ်းဖက်စစ်တပ်ကအာနာတိန်းထားတာညမမြေပုံအားလုံးကိုတိန်းထားတာတော့ဒါကတော့တိုင်းနာလက်နက်ကိုင်ကြီးအခြေစိုက်ထားတဲ့ဒေတာမို့လို့အာနာတိန်းတဲ့ထဲမှာမပါဘူးမထင်နဲ့တော့တတိုင်းဒီရုံးကိုအာနာတိန်းထားတာဖြစ်တဲ့အတွက် ခမားတို့အိမ်နေရတဲ့အာနာပိန်းခါနဲ့ကျုပ်တို့အိမ်နေရတဲ့အာနာပိန်းခါနဲ့သူ့အိမ်နေရတဲ့အာနာပိန်းခါနဲ့ဒီလူအိမ်နေရတဲ့အာနာပိန်းခါနဲ့တတိုင်းမျိုးကိုအာနာပိန်းခါနဲ့မင်းကဘာလူမျိုးငါဘာလူမျိုးလူမျိုးကိုဖွဲ့ပြီးအာနာပိန်းခါတာမဟုတ်ဘူးတတိုင်းခံတော့ကိုမင်းတို့အာနာငါသိတယ်ကွာစောက်ဘူးမဆိုင်ဘူးငါမှတနတ်ရှိတယ်ဆိုတော့လူဘာဝတဲ့အဲ့ဒီမတရားတဲ့ပြုတ်ပြစ်မှုကိုပြုတ်ပြီးတော့အာနာပိန်းခါတာအဲ့တော့တော်လှန်တဲ့နေရာမှာလူတိုင်းကတော်လှန်တင်တယ်မတော်လှန်ဘူးဆိုရင်စစ်ကောင်စီဘက်ကရက်တည်တဲ့လူပဲဖြစ်ကဒါကျွန်တော်အခုလို့ပြောပြတာချွတ်နေကြတော့အဲ့လောက်ထိတော့ဟိုတဘောမပေါက်တဲ့လူကြီးရှိလို့ကိုပတ်ဝန်းကျင်အပြင်မှာတည်းရှိလို့ နော်အဲ့တော့ကျွန်တော်တို့ကတရားမျှတမှုရဖို့အတွက်ကိုယ်ကိုယ်တိုင်တိုက်ခိုင်းတယ်အခုရေဒီမှာဖြစ်တဲ့ကိစ္စကဲအဲ့ဒီနော်စစ်မှုထမ်းတော့မဲပေါက်တယ်မစစ်မှုမထမ်းနိုင်လို့ထွက်ပြေးတယ်ထွက်ပြေးတဲ့လူဝေဟန်းပြစ်တက်ပတ်တယ်ဆိုတော့ဟာတုံးမဘာမှသူမတရားလုပ်တာမရှိဘူးလေဥပဒေရကျွလုံးတာမရှိဘူးလေဒါပေမဲ့စစ်အာဏာရှင်တွေလက်ထက်မှာဥပဒေဆိုတာတို့ဘာဆက်လက်ရှိရအောင်ဥပဒေလုပ်ပြတယ်နော်ဘလောက်ထိလောက်လဲဆိုတော့ဘူးလက်နှက်စီတစ်ချိန်ကစစ်ဖို့ထုတ်ပြောက်တယ်လက်ရှိချက်ဖို့ကနော်တိုင်းပြည်ဖြစ်တဲ့ချက်ဖို့ပါတီကအကြီးပိုင်းတော့ဘူးလက်နှက်စီဒါပေမဲ့ဒီကောင်ဘာစကားပြောလဲဒီကောင်ကောင်းလို့ပြောဆိုတော့လူလို့မတတ်မှလို့ကောင်းလို့ပြောတာနော်စစ်ပြင်းနေကိုတဲ့ပေးတယ်ပေးတယ် အဲ့ဒီစစ်ပြေးတွေကိုလက်ခံထားတဲ့မိသားစုကသေတံပေးဖို့ဥပဒေပြဋ္ဌာန်းဖို့တင့်နေဆိုပြီးထွက်ပြောတယ်။စဉ်းစားကြည့်နော်စစ်တပ်ထဲမှာစစ်ဗိုလ်တယောက်လုတ်ခဲ့တဲ့လူတယောက်ကခေါင်းထဲကထွက်လာတဲ့အတိတရား။အဲ့တော့တီတူပေါ်ဒီကောင်တွေရဲ့ရုံမှမှုဘလောက်တိလဲဆိုတာမြင်အောင်ကြည့်ကြတယ်။ဒါကြောင့်မလို့ဟာဒီပွဲကကျွန်တော်တို့ကလုံးဝလက်လျှော့လို့မရတဲ့ပွဲ။ကျွန်တော်တို့နိုင်အောင်တိုက်တာမယ်။အဲ့ဒါလို့တိုက်ဖို့အတွက်ကျွန်တော်တို့ကလူတိုင်းကတစ်ခုမဟုတ်တစ်ခုလုပ်နေကြဖို့လိုအပ်တယ်။ငါတယောက်တည်းမလုပ်ငါတယောက်နဲ့လုပ်တော့ကဘာဖြစ်မှာမဟုတ်ဘူးလေ။ဒါတော့ပြီးတော့နိုင်ရေးရ။မဟုတ်ဘူးနော်။ စီတဘုံဖြစ်ဖို့အတွက်နှမ်းစီဘုံပြောင်များစွာဆူလိုက်ပြီးနှမ်းတင်းဆိုတဲ့အတိုင်းတာကိုဖြစ်သွားမှစီတဘုံခွတာအဲ့တော့ကျွန်တော်တို့ကစီတဘုံထွက်ဖို့အတွက်နှမ်းတင်းလိုပါလားအဲ့ဒီနှမ်းတင်းမှာငါနဲ့မဆိုင်ဘူးကငါနှမ်းစီရတစီပါငါတစီမရှိလို့လည်းဘာမှမဖြစ်ပါဘူးလို့အတွင်းမျိုးကိုတွေးတဲ့နှမ်းစီဘုံတောင်းတက်ဝက်လောက်ဖြစ်သွားမှဆိုအဲ့စီတဘုံကပြည့်လို့မရဘူးဒါကြောင့်မလို့သူများလုံလုံမလုံလုံငါလုံမယ်ဒါမတရားမှုငါတို့မျိုးဆက်တွေလက်ထက်ကြိုင်အဲ့ဒီမတရားမှုအမြင့်ပါမကြံမှုအရေးကြီးတယ်ဒါကြောင့်မလို့ငါလုံနိုင်တော့လုံမယ်နံပါတ်1ကိုယ့်ကိုပြန်မဖြစ်အောင်မင်းဘယ်လောက်လုံနိုင်မလဲ ောငါတော့ကငါမှတားပြုတ်မှုမရပြုတ်မှုရှိတယ်မိသားစုရေးကိစ္စတွေရှိတယ်ငါပညာရေးကိစ္စတွေရှိတယ်ငါစီးပွားရေးမတည်လည်ဘူးโอเคကောင်းပြီထောက်ပံ့မှုမလုပ်နိုင်ဘူးရှေ့တန်းနဲ့မသွားနိုင်ဘူးနော်ကုညီထောက်ပံ့မှုလည်းမလုပ်နိုင်ဘူးရှေ့တန်းနဲ့မသွားနိုင်ဘူးထောက်ပို့လည်းလုပ်နိုင်ဘူးသူများစီကလိုက်လံလူခံပြီးတော့ကုညီထောက်ပံ့တဲ့ထောက်ပို့လည်းမလုပ်နိုင်ဘူးကမ္ဘာမှအစိုးရဘိုင်းမှာလည်းဝင်မပန်နိုင်ဘူးဘာမှလုပ်မပန်နိုင်ဘူးဘယ်နေလှုပ်ရသေးလဲရတယ်စစ်တောင်စီထုတ်တဲ့ကုန်လေးအားမပေးဘူးဟုတ်တယ်လား Facebook ဆိုချက်တုံးတဲ့တရင်မှန်လေးတွေကို share ပေးမယ်ကိုကပြည်တွင်းထဲမှာမလုပ်ဘူးပြင်းဆိုတဲ့အကောင့်တွေတခုဖွင့်ထားမယ်အခုပတ်ဝန်းကျင်ကလူတွေတရင်မှန်လေးတွေအောင်လို့တော်လိုင်းနဲ့ပတ်သက်တာဟုတ်တယ်မလားပြီးလို့ရှိရင်ဒီစစ်တပ်ထုတ်ကုန်တွေရှောင်မယ် နော်ပျော်ပွဲရှင်ဘယ်စစ်တပ်ကပျော်ရွှင်အောင်လုပ်မယ်သူတို့ထိတ်ထုံအောင်မှရှိရဆိုရင်ရန်သူကပျော်ရွှင်နိုင်ရင်ကိုကမပျော်ရွှင်နဲ့နေပြမယ်အဲ့ဒါတွေတော်လှန်တာပဲအဲ့တော့လူတိုင်းကတော်လှန်ခြင်းစိတ်တစ်ခုပဲလိုအပ်တာတော်လှန်နိုင်တဲ့အခွင့်အရေးလူတိုင်းရှိတယ်ဒီဗီဒီယိုပိုင်းကိုကြည့်ပါလေကျွန်တော်မိတ်ဆွေညီကောင်တို့ရဲ့အားလုံးအနေနဲ့တကယ်တော်လှန်ခြင်းနဲ့ဆိုရင်ကျွန်တော်ပြောတဲ့စကားလေးဟုတ်လားမဟုတ်လားစမ်းသပ်ပေးပါဟာကိုစီကြီးကျွန်တော်တော့တော်လှန်ခြင်းနဲ့ကျွန်တော်မှာတော်လှန်လို့မရဘူးဆိုလည်းလူတိုင်းကပါကျွန်တော်ရတဲ့နီလန်တစ်ခုရအောင်ရှာပေးပါလူတိုင်းဟာတော်လှန်နိုင်တဲ့အခွင့်အရေးရှိပြီးသားဒါပေမဲ့တော်လှန်ခြင်းစိတ်ပဲလိုအပ်တာအဲ့တော့ဒီဗီဒီယိုပိုင်းကိုကြည့်ပါလေညီကောင်တို့ရဲ့အနေနဲ့ ်ဒါကြီးကမတရားမှန်းနဲ့တိတယ်မတရားပြစ်တင်တာကိုကိုတိုင်ကလက်မခံနိုင်ဘူးအဲ့ဒါဆိုရင်တော်လန်ခြင်းစိတ်လေးပဲရင်မတဲ့ထည့်ပေးကြပါလို့မြင်တာရက်ခံပါတယ်ကျွန်တော်တို့ကနိုင်ယုံနိုင်ရပါမယ်ရခိုင်တက်တော့အေအေနဲ့ရှိတဲ့အင်အားတွေဒုနဲ့ဒေနဲ့ဘယ်လောက်ရှိလဲဆိုတာချပြလိုက်စစ်ပွဲတွေဘူးရီတော့ပြည့်ရည်ပင်လေဝင်သွားဆိုလို့မပြောတော့ဘူးเนาะဘယ်လောက်ပဲပြောချင်ဒါကြောင့်မို့လို့တော်လန်ခြင်းစိတ်လေးထည့်ပေးပါလို့